လူဘွားမှရလာကြတဲ့လူတွေမျိုးစုံရှိတယ်ပေါ့တချို့ကလှတယ်တချို့ကရုပ်ဆိုးတယ်အကြမ်းမြင်စဉ်းစားကြည့်လှတာလည်းအကြောင်းရှိတယ်ရုပ်ဆိုးတာလည်းအကြောင်းရှိတယ်တမန်အဖြစ်ပြောမယ်ဆိုရင် အမေဖေကလှရင် သာသမီလှတယ်လို့အပေါ်ရန်အဖြစ်ပြောနိုင်တော့လည်းပဲ အမေဖေကအယုတ်ဆိုးပြီး သာသမီလှနေတာတွေလည်းရှိတယ်။ဟောအမေဖေကအယုတ်ဆိုးပြီးသာသမီလှတာရှိတယ်လို့အမေဖေကလှပရဲ့တန်းနဲ့သာသမီကျတော့အယုတ်ဆိုးချစ်တန်းဖြစ်တယ်လည်းရှိတယ်။အဲ့လိုလွဲချုံမှုတွေကဘယ်သူကြောင့်ဖြစ်တာလဲလို့ဆိုရင်သက်ဆိုင်ရာပုဂ္ဂိုလ်တူကိုလုခဲ့တဲ့ ဟာကိုကိုပြန်ရတာပဲဖြစ်တယ်ဖြစ်နေရဘဝမှာအမြဲဒေါသကြီးတယ်ခဏခဏစိတ်တိုးတဲ့ဒေါသဖြစ်တယ်ရှူရှူတိုင်တိုင်လှုပ်တယ်ပြုံးမရတဲ့မျက်နှာနဲ့လူဒကာနဲ့ဆက်ဆံတယ်အမြဲတမ်းကြံတဲ့စကားကိုပြောပြီးစိတ်နှလုံးဟာ ်တစ်ဖက်သားကိုရန်လုပ်ချင်တဲ့ဒေါသတွေလွှမ်းမိုးနေတဲ့စိတ်နှလုံးရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီသူ့ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့အနေအထားတွေဟာရှင်ထဲမှာရှိတဲ့တဘာဝတရားကမှတ်တမ်းတင်လိုက်တာဖြစ်တယ်ခုခေတ်စကားနဲ့နားလည်အောင်ပြောရင် အိနေဆောင်ဦးတွေလမ်းတွေမှာ CCTV တက်ထားလို့ရှင်အဲ CCTV ထဲမှာလူယုံလဲပေါ်မှာပဲတိရစ္ဆာန်ယုံလဲပေါ်မှာပဲအဲ့ဒါသွားတဲ့လူတွေအကုန်လုံးရိတ်ထင်မှာလူတွေရဲ့ရင်ထဲမှာလည်းပဲ CCTV တက်ထားသလိုပဲဒီလူဟာစိတ်ကောင်းနှလုံးကောင်းရှိသလားစိတ်ကောင်းနှလုံးကောင်းမရှိဘူးလားဆိုတော့အဲ့ဒီ CCTV လို့ဆိုရဲမှတ်တမ်းတင်တဲ့ရုပ်ပုံတွေကိုမှတ်တမ်းတင်တဲ့မှတ်တမ်းတင်တတ်တဲ့သဘာဝတရားဟာလူတွေရဲ့စိတ်အစဉ်မှာရှိနေတယ်လို့ပြောလို့ရမကြာခဏဒေါသဖြစ်တတ်တဲ့ပုဂ္ဂိုလ်မကြာခဏစိတ်တူတတ်တဲ့ပုဂ္ဂိုလ် တစ်ဖက်သားကိုမကျင့်နှံ့မှုနဲ့ဒေါသနဲ့ဆက်ဆံပြောဆိုတဲ့ပုဂ္ဂိုလ်သူ့ရဲ့ပုံရိပ်တွေကရိုင်းဆိုင်ကြမ်းတမ်းတဲ့ပုံရိပ်တွေခဏခဏထင်းလာတဲ့အခါအဲ့ဒီပုံရိပ်တွေအတိုင်းနောက်ဘဝကျတော့အယုဆိုးချိတံဖြစ်သွားဘယ်သူမှလှုပ်ထမဟုတ်ဘူးဘယ်သူမပြုတ်မိမိမှုဆိုတဲ့အတိုင်း အယုဆိုးနေတာဟာလည်းအမေကြောင့်လည်းမဟုတ်ဖေကြောင့်လည်းမဟုတ်ကိုလို့တဲ့ကံတရားကြောင့်ပဲအယုဆိုးတာဖြစ်တယ်ထို့တူပဲလူတယောက်ဟာ ကြည်ပြောရှုပြောရှိုံမကမြင်သူတိုင်းကငေးကြည့်လောက်တဲ့ချက်သေးရှိတဲ့ရုပ်ဤစင်ရင်ကိုရတယ်အမေကလည်းတလောက်ချောတာမဟုတ်ဘူးအဖေကလည်းတလောက်ချောတာမဟုတ်ဘူး ူကြတော့ငေးကြည့်ရလောက်အောင်ရှုပ်ဆင်းကလှပ်ပါတယ်ဆိုတာသူ့ရင်ထဲမှာဘာတွေဖြစ်တုံးများတဲ့ကောင်နဲ့ဆက်ဆံတဲ့ကောင်မှာမေတ္တာနဲ့ဆက်ဆံဘယ်သူမှယံလို့တဲ့စိတ်မရှိဘူးတမာအဖြစ်ပြောရင်အလွန်သဘောကောင်းတယ်ဘယ်သူမှယံမလို့တတ်ဘူးမေတ္တာနဲ့ဆက်ဆံတဲ့မေတ္တာနဲ့ပြောဆိုတယ်လိမ္မာတဲ့ယဉ်ကျေးတယ် စိတ်ဆိုးနေတယ်ဆိုတာမတွေ့ဘူးပြန်လောက်အောင်ချစ်ဖွဲ့သောမျက်လုံးပြုံးသောမျက်နှာနဲ့သူတော်အားတွေကိုဆက်ဆက်ဆက်ဆံတဲ့ပုဂ္ဂိုလ်အဲ့တော့သူ့ရဲ့ယင်ထဲမှာ ပုံရိပ်တွေကလှလပပခဏခဏဖြစ်နေသည့်အတွက်ကြောင့်အဲ့ဒီပုံရိပ်တွေမှတ်မ်းတင်ထားတဲ့အတိုင်းပဲဘဝတန်တရားဖြစ်တဲ့အခါမှာလှပတယ်တို့ဒါဘယ်သူဟောတာတော့ဆို စုလကမ္မဝိပင်္ဂသုံးပါမြတ်စွာဘုရားဒီတိုင်းဟောတာနော်ခဋ္ဌံဒေါသပြင်းလွန်းကအလှပြက်မြည်ဆိုနော်ဒေါသမထံမေတ္တာတံရုပ်ဖန်လှတကော